ဒီနေ့ခွဲချမ်းစိတ်ဖြာမှုမှာအမိုက်ပုံတဲကအမိုက်တီအကြောင်းထက်ပိုကျေပြန့်တဲ့အကြောင်းအရာတစ်ခုကိုဆွေးနွေးကြည့်ကြရအောင်။ဒါကတော့ညဉ့်ညမ်းမှုနဲ့ယာရီဥတုပြတနာတွေပေါ်ကျွန်တော်တို့တွေးခေါ်ပုံမှာဘယ်လိုအခြေခံကြကြမာယွေမှုတွေရှိနေလဲဆိုတာကိုပြန်ပြီးစမ်းစစ်ကြည့်ဖို့ပါပဲ။ကဲဒီစကလေးနဲ့အရင်စကြည့်အောင်ပလတ်စတစ်အမိုက်ကိုအန်ရီရှိတဲ့အမိုက်အဖြစ်သတ်မှတ်ပါရတဲ့။ ဒီစကားတစ်ခုကကျွန်တော်နေ့စဉ်သုံးနေကြပလတ်စတစ်ကိုရှုမင်းတဲ့ပုံစံကိုလုံးဝပြောင်းပြလာလိုက်တယ်လို့ပါပဲ။ဒါကရိုးရိုးစွန့်ပြရမယ့်အရာတစ်ခုမဟုတ်တော့ပဲ။အန်ရရှိတဲ့ပစ္စည်းတစ်ခုအဖြစ်ပြောင်းလဲရှုမင်းဖို့စဉ်ခွာလိုက်တာပါ။ဟုတ်ပြီ။ဒါဆိုပထမဆုံးအပိုင်းကိုကြည့်လိုက်ကြရအောင်။ဒီအပိုင်းမှာကျွန်တော်တို့လက်ရှိကျင့်သုံးနေတဲ့အမိုင်းနဲ့ညံ့ညံ့မှုဆာရောက်မူဝါဒတွေနဲ့အားနည်းချက်တွေကိုအဓိကထားဆွေးနွေးသွားမှာပါ။ဘာဖြစ်လို့ကျွန်တော်ရဲ့လက်ရှိချင်းကပ်ပုံတွေကတကယ်ပြဿနာကိုမထိရောက်ဖဲဖြစ်နေရတာလဲဆိုတော့ ျွန်တော်တို့အများစုကပလတ်စတစ်ကိုပြန်သုံးလို့ရတဲ့တာမန်အမိုက်တစ်ခုလိုပဲမြင်ကြရတယ်။ဒါပေမဲ့ Rochman တွေအဆိုအရတကယ်အရှိတရားကပိုပြီးရှုပ်ထွေးပါတယ်။ plastic ဆိုတာအစိတ်အသင့်ဓာတုပစ္စည်းတွေကိုတည်ဆောင်ွားတဲ့ဂျားကန်တစ်ခုဖြစ်နေတာပါ။အဲ့ဒီလိုဒါထမှတ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ရဲ့ချင်းကပုံကအမိုက်ကိုဘလို့စွန့်ပြမလဲဆိုတာထက်အစကတည်းကဒီပစ္စည်းတွေမထုတ်လို့မိအောင်ဘလို့ကာကွယ်မလဲဆိုတဲ့ဘက်ကိုလုံးဝပြောင်းသွားမှာပါ။ UNEP ကချမှတ်ထားတဲ့ကမာလုံးဆိုင်ရာလမ်းပြမြေပုံကရည်ရွယ်ချက်ကောင်းပေမဲ့တကယ်တမ်းမှာတော့မျက်နှာပြင်မှာပဲရက်နေလို့ဖြစ်နေတယ်။ဥပမာ plastic pipe တီအိတ်တယ်လို့မျက်စိနဲ့မြင်နိုင်တဲ့အရာတွေကိုပဲအာရုံစိုက်နေတယ်။တကယ်တော့အထည်လေးတွေကနေထွက်လာတဲ့မမြင်နိုင်တဲ့ micro plastics တွေ electronic amide တွေထဲကအစိမ့်တဲ့ plastic တွေလို့ပုံနဲ့ဆိုင်တဲ့ချင်းချောင်းမှုတွေကိုတော့ထည့်သွင်းစဉ်းစားထားတာတိမတွေ့ရပါဘူး။ရာသီဥတုမှုဝါဒတွေနဲ့ချိတ်ဆက်မှုအားနည်းနေတာကလည်းအဓိကအားနည်းချက်တစ်ခုပါပဲ။ โอเคအားနည်းချက်တီကိုပြောပြပြီဆိုတော့အဖြေတစ်ခုကိုရှာကြည့်ကြရအောင်ဝေဖန်တာတဲ့ပို အရေးကြီးတဲ့အယူဆတစ်တစ်ခုကိုကြည့်ကြမယ်ဒါကတော့ကျွန်တော်တို့ရဲ့မြို့ပြရီကိုစီမံခန့်ခွဲရမှာအဓိကပန်းတိုင်အဖြစ်ထားတဲ့ကြံကြံခံနိုင်စွာ resilience ဆိုတဲ့အကြောင်းပါပဲဒီတော့မြို့ပြကြံကြံခံနိုင်စွမ်းဆိုတာဘာကိုပြောတာလဲ ရှင်းရှင်းလေးပြောရရင်ဒါဟာရာဒီဥတုပြောင်းလဲမှုကြောင့်ဖြစ်တဲ့ရေကြီးတာလိုမျိုးယူတရဲ့ကြုံလာရတဲ့ဖေးတန်းဒီကိုမြို့တစ်မြို့ရဲ့စနစ်ဒီကဘလောင်အထိကြမ်းကြမ်းခံပြီးပုံမှန်အတိုင်းအမြန်ဆုံးပြန်လဲလဲပတ်နိုင်တယ်လေဆိုတဲ့စွမ်းရည်ကိုဆိုတော့တာမှာလက်ရှိကျွန်တော်ရဲ့စနစ်အများစုကရန်ကိုရိုင်းနေနေနိုင်ပါတယ်အမိုက်တွေကိုတခြားနိုင်ငံတွေစီတင်ပို့တာအပေါ်မိခုံနေပြီးရေကြီးတာလိုဘေးဒဏ်တွေကိုလုံးဝမခံနိုင်ဘူးအနာဂတ်မှာတိဆောင်းရမယ်ကြမ်းကြမ်းခံနိုင်တဲ့စနစ်ဒါတော့ အမိုက်ကိုကိုယ်နိုင်ငံထဲမှာပဲထိထိလောက်လောက်စီမံပြီးဘလို့ဘေးဒဏ်မျိုးကိုမဆိုကြမ်းကြမ်းခံနိုင်အောင်ဒီဇိုင်းဆွဲထားတဲ့စနစ်မျိုးဖျက်ရမှာပဲ။ကောင်းပြီ။ဒီလိုကြမ်းကြမ်းခံနိုင်တဲ့မျိုးပြတွေထစ်လာအောင်မလို့လုပ်ကြမလဲ။ဒီအပိုင်းမှာတော့လက်တွေ့ကျကျအသုံးချနိုင်တဲ့နည်းလမ်းတွေပါတယ်။ Resilience Toolkit ကိုဖွင့်ကြည့်ကြမယ်။ပိုကောင်းတဲ့ system တစ်ခုတည်ဆောက်ဖို့အရေးကကြတဲ့ view ဟာ၃ရက်ပေါ့။ဒါကတော့ရှင်းရှင်းလေးပဲ။အကြီးကမဟာဗျူဟာ၃ခုရှိပါတယ်။နံပါတ်၁က အရင်အမြင့်မှာကလေးကထုတ်လုပ်မှုကိုအပြန်ထန်လျှော့ချပြဖို့နံပါတ်2ကကျွန်တော်တို့နေထိုင်တဲ့မြို့ပြနေရာတွေကိုပြန်ပြီးတော့ဒီဇိုင်းထုတ်ဖို့နောက်ဆုံးနံပါတ်3ကတော့ဥပဒေနဲ့လူဖွဲ့စည်းကိတ်တဆင့်အားလုံးကိုစွမ်းဆောင်ရည်မြင့်တင်ပေးဖို့ပါပဲပထမဆုံးဖြူဟာကထီရောက်ဆုံးပဲအရင်အမြင့်မှာတွေကလျှော့ချဖြစ်တာဥပမာတဘွားဝတိုင်းပြက်စီးလော်တွေပစ္စည်းရဲ့တည်တည်တီထွင်တာမျိုးပေါ့နောက်ပြီးပြူပြင်းပိုင်ခွင့်ကိုအားပေးတာ ဆိုလိုတာကပစ္စည်းတစ်ခုပြတ်သွားတိုင်းလွင့်ပစ်စရာမလိုပဲပြန်ကင်းသုံးနိုင်တော့ e-waste တွေအများကြီးရော့သွားမယ်။နောက်တစ်ခုက green chemistry လိုနည်းပညာတွေသုံးပြီး BFRS လိုအစိတ်တွေကိုထောက်ကုံထဲမထည့်ခင်ကတွေကဖယ်ရှားပစ်တာမျိုးတွေလုံးရပါမယ်။ဒုတိယစီမံကိန်းဝါကတော့မြို့ပြအစီမံကိန်းပါ။မြို့ပြဒီဇိုင်းဆိုလာကလမ်းတွေတံတားတွေစောက်တာထက်အများကြီးပိုပါတယ်။ဒါဟာပြည်သူ့ကျန်းမာရေးအတွက်အားကောင်းတဲ့ကိရိယာတစ်ခုပဲ။တစ်ပင်တွေ၊ဘန်းချံတွေလို green infrastructure တွေကမြို့တွေကိုအေးစေတယ်လို့ လေထုကိုလည်းစစ်ထုတ်ပေးတယ်။စက်မှုစုံရဲ့လူနေရွက်တွေကိုချားထားတဲ့ perfect zone တွေဖန်တီးတာအိမ်တွင်းလေထုညဉ့်ညံမှုမထစ်အောင်အဆောင်အုံစည်းမျဉ်းတွေနဲ့လေဝင်လေထွက်ကောင်းအောင်လုပ်တာတွေကအရန်အရေးကြီးပါတယ်။နောက်ဆုံးပြောရကတော့လူမှုရေးနဲ့ဥပဒေပိုင်းဆိုင်ရာလောက်ဆောင်မှုတွေပါ။တကယ်တော့ဒီအပိုင်းကအားလုံးပတ်ဝင်ဖို့အရေးကြီးဆုံးပဲ။ တရားမဝင်တဲ့မိုက်ကောက်သူတွေကိုတရားဝင်စနစ်ထင်းမှထည့်သွင်းစင်စားပေးတာညဉ့်ညမ်းမှုဖြစ်စေသူတွေကိုလူအခွင့်ယူဥပဒေတွေနဲ့တာဝန်ခံခိုင်းတာပြီးတော့ပြည်သူလူထုကိုယ်တိုင်လေထုရည်ရည်သွေးကိုစမ်းကြည့်တိုင်းတာခွင့်ပေးသည့်ဒေတာကိုပွေလင်းမြင့်တောင်လုပ်ပေးတာတွေကတကယ်ပြောင်းလဲကိုဖော်ဆောင်နိုင်မှာပါဖြေရှင်းနည်းတွေတော့ရှိနေပြီဒါမဲ့တကယ်တမ်းမှာတော့အဲ့ဒီလောက်မလွယ်ဘူးရှေ့ဆက်ရမယ်လမ်းမှာစင်ခုံမှုတွေအခက်ခဲတွေရှိနေတော့မှာပဲဒီတော့ကြန့်ရှိနေပေတဲ့အရေးကြီးမိခွန်းတွေကိုတစ်ချက်ကြည့်လိုက်ရအောင်ဒီပုံကိုကြည့်လိုက်တာနဲ့ ပြဿနာတစ်ခုကိုရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်။ညညမှုဆိုင်ရာလီလာမှုခေါက်ဆက်ရခိုင်နှုန်းဟာဖွံ့ဖြိုးပြီးနိုင်ငံ၄ဖြစ်တဲ့ Global North ကနေလာတာပါ။တကယ့်ညညမှုတိုင်ကိုအစိုးဆုံးခန်းစားနေရတဲ့ Global South က data တွေကတော့ဆက်ရခိုင်နှုန်းပဲရှိတယ်။ဒီလို data ကွာဟချက်ကြီးကပြဿနာရဲ့အတိုင်းအတာအမှန်ကိုမမေ့ရပဲဖြည့်ရှင်းနေရဘလို့ဖြစ်နေစေပါတယ်။ဒီဆွေးနွေးမှုတစ်ခုလုံးကနေအထူးကမှတ်ထားရမယ့်အချက်ကတော့ယာတီဥဒုပြောင်းလဲမှုနဲ့ ညဉ့်ညံ့မှုကြားမှာခြားထားတဲ့စီးကြောင်းဟာတကယ်မရှိဘူးဆိုတာပါပဲ။ဒါတွေကိုတိချာပြစ်တနာတွေလို့မြင်နေလို့မရတော့ဘူး။အဘူးချင်းအမိုက်အစိပ်တဲ့မှုဒါတွေအားလုံးဟာတစ်ခုနဲ့တစ်ခုချိတ်ဆက်နေတဲ့အကျက်အတဲတစ်ခုတည်းအဖြစ်ပေါင်းဆက်ကန့်ကြွယ်ရမှာဖြစ်ပါတယ်။နောက်ဆုံးအညီနဲ့ဒီစဉ်းစားစရာမေးခွန်းကြီးနဲ့အဆုံးသတ်ချင်ပါတယ်။စစ်ယုံတေယုံကအညစ်အကြေးတွေဆုံးဖြတ်လာမျိုးဆိုဥပဒေနဲ့အေးအေးယူဖို့လွယ်တယ် ဒါပေမဲ့ microplastic for mong de lo နေရာကမှာပြန့်နှံ့နေပြီဘလို့မှတိတိကျကျတာဝန်ရှိလဲပြောရခက်တဲ့ညံ့ညမ်းမှုမျိုးရောကျွန်တော်တို့ဥပဒေတွေကဘလို့ကြိုက်တယ်မလဲဒီလိုရှုပ်ထွေးအခြေအနေတွေကိုမီအောင်ကျွန်တော်တို့ရဲ့ဥပဒေရေးရတူးခေါ်ပုံတွေကိုဘလို့ပြောင်းလဲတိုးတက်အောင်လုပ်ကြမလဲဒါအားလုံးစက်ပြီးစဉ်းစားရမယ့်မိခွန်းတစ်ခုပါပဲ